မင်္ဂလာပါရှင်ခစ်တဲ့မန္တလေးကနေဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမအဆုံးစစ်ကြောတက်ရှိစေမဲ့စေုပ်စုရဲ့အထူးရောင်ရွှေကောက်ပွဲဒုပြည်သူအားနဲ့ဆန့်ကျင်ကြဆိုတဲ့သတင်းဆောင်ပါတစ်ပုဒ်ကိုတင်ဆက်ပေးပါမယ် ်ဆေးဥစုရဲ့နောက်ဆုံးထွက်ပေါက်အနေနဲ့အထုရောင်ရွေးကောက်ပွဲတရက်ကိုကျင်းပပြီးနိုင်ငံတကာရဲ့ထောက်ခံမှုကိုရယူဖို့စစ်ကောင်စီဟာစူးစမ်းလာပါတယ်။အဲ့ဒါနဲ့တဆက်တည်းမှာပဲငင်းချင်းဤဖိုရန်ဆိုပြီးဆေးဥစုဟာသူတို့နဲ့ဗနန်တဲ့နဲ့ NCA လမ်းကြောင်းကိုလက်ရှိအချိန်ထိဆုတ်ကင်ထားစေ EOS တချို့နဲ့ဒီမိုကရေစီရောင်ပြဆေးဥစု အလို့ကြောင့်နိုင်ငံရေးပါတီတချို့နဲ့သာလှုပ်ဆောင်ခဲ့ကြပြန်ပါတယ်။ဆေးဥစုအတွက်တက်ဆိုးရှိစေမဲ့နောက်ဆုံးထွက်ပေါက်ဖြစ်တဲ့အထုရောင်ရွေးကောက်ပွဲကိုဒီမိုကရေစီလိုလားတဲ့ ော်လန်ပြည်သူလူထုတရက်လုံးကနေပြီးတညိတညွတ်ထဲဝိုင်းဝန်းကန့်ကွက်ရှုံချရမှာဖြစ်ပါတယ်။အဲဒီလိုအတူရောင်ရွေးကောက်ပွဲစန့်ချင်ရေးကမ်ပိန်းတွေလူထုလှုပ်ရှားမှုတွေကိုခဏတာပဲမဟုတ်ပဲရေရှည်လှုပ်တင်ပါတယ်။ စစ်ကောင်စီကိုနိုင်ငံတကာအနေနဲ့တရားဝင်မှုမပေးဖို့အတွက်ကိုလူအခွင့်ရေးနဲ့အမျိုးသမီးအရေးလှုပ်ရှားနေကြတဲ့အဖွဲ့တွေအနေနဲ့အိန္ဒိယနိုင်ငံတွေကိုရောတခြားနိုင်ငံတွေကပါတွားရောက်ပြီးနိုင်ငံတကာအဖွဲ့အစည်းတွေတန်ယုံတွေမှာတွိတ်ဆုံဆွေးနွေးတောင်းဆိုတိုက်တွန်းဖို့လိုပါတယ်။အဲ့ဒီလိုတွိတ်ဆုံတဲ့အခါမှာလည်းစစ်ကောင်စီကိုနိုင်ငံတကာအနေနဲ့တရားဝင်မှုမပေးရန်အန်ယူဂျီကိုတရားဝင်မှုပေးရန်တောင်းဆိုဖို့လိုအပ်ပါတယ်။ပြည်ပနိုင်ငံတွေမှာရှိတဲ့မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်တွေနေရာမှာစကားဆကိုယ်စားလှယ်တွေကိုဖယ် ည်ထုတ်ပြီး NUG ကိုစလဲတွေကိုအတိမတ်ပြုလက်ခံပေးရန်တောင်းဆိုဖို့လည်းလိုအပ်ပါတယ်။အဲ့ဒီလိုတောင်းဆိုမှုတွေကိုမြမအရေးလှုပ်ရှားနေကြတဲ့အဖွဲ့အစည်းတွေကနေလှုပ်လဲလှုပ်နေကြပါတယ်။အဲ့ဒီလိုနိုင်ငံတကာကိုတောင်းဆိုမှုတွေကန့်ကွက်မှုတွေပြုလုပ်ရမှာတော်လိုင်းရေးအဖွဲ့အစည်းတွေအနေနဲ့တတန်နဲ့ထွက်ဖို့နဲ့ညီညွတ်ကြဖို့လိုအပ်ပါတယ်။ဆွေးနွေးမှုတွေတင်မဟုတ်ပဲ follow up လိုက်ပြီးလက်တွေ့အကောင့်ထဲပေါ်ရန်လည်းလိုအပ်ပါတယ်။ မကွေစကိုင်းစတဲ့ဒေသတွေကလို့စစ်ဖြစ်နေတဲ့ဒေသတွေကနေရန်ကုန်မန္တလေးတို့လိုမြို့ကြီးတွေမှာရွှေပြောင်းနေထိုင်ကြသူတွေရှိမယ်။အဲ့ဒီလူတွေကအဲ့ဒီလိုပြောင်းရွှေ့တဲ့အခါမှာအဲ့ဒီစစ်ဆောင်တွေရဲ့တကောင်စင်းတွေဟာသူတို့နေခဲ့တဲ့ရက်ရွာတွေမှာလည်းပါလာနိုင်ပြီးလက်ရှိရောက်နေတဲ့နေရာမှာပါတကောင်စင်းထပ်ပြီးပါလာနိုင်ပါတယ်။စစ်ကောင်စီလုတ်တဲ့တကောင်စင်းဟာစစ်ကောင်စီလုတ်တဲ့တကောင်စင်းဟာနိုင်ငံအနဲ့မချုံငုံနိုင်သလိုမှန်ကန်တိကျမှုပြည့်စုံမှုလည်းရှိနိုင်မှာမဟုတ်ပါဘူး။နောက်ပြီး electronic မဲပေးစနစ်ဆို ုရင်မဲပေးသူ ID နဲ့ကိုယ်ရေးအချက်လက်တွေကိုအဲ့ဒီဆက်ရဲ့ control area ကနေစောင့်ကြည့်ပြီးမဲပေးသူကိုပြဿနာရှာနိုင်ပါတယ်။နောက်ပြီးမဲပေးဖို့အတွက်သကောင်စင်းယူရမှာလေ data ဟောင်းတွေကိုပြန်လည်အသုံးချနိုင်တဲ့ဆိုတာမျိုးတွေကိုနိုင်ငံတကာအဖွဲ့အစည်းတွေတန်တမာနေနဲ့တွေ့တဲ့အခါမှာထိထိရောက်ရောက်သူတို့နားဝင်အောင် ထုတ်ဖော်ပြောပြဖို့လိုအပ်ပါတယ်။ကျွန်တော်တို့ဟာစစ်ကောင်စီကျင်းပမဲ့ရွေးကောက်ပွဲကိုတော်လှန်ရမှာအတူရောင်ရွေးကောက်ပွဲဆိုတဲ့ campaign တွေလုပ်ဖို့လိုအပ်တယ်လို့မာလာရဲ့အိမ်မက်ကိုလည်းရိုက်ချိုးပြ ဖို့လိုအပ်ပါတယ်။မာလာရဲ့တမရအိမ်မက်ကိုရိုက်ချိုးနိုင်ဖို့အတွက် ICJ ICC တို့လိုနိုင်ငံတကာတရားရုံးတွေ၊တောင်ကိုရီးယား၊ဂျာမနီတို့လိုနိုင်ငံတွေမှာတရားစွဲဆိုနိုင်အောင်မာလာကိုအမြဲဆုံးနိုင်ငံတကာရာဇဝတ်သားဖြစ်အောင်လုပ်နိုင်ဖို့လှုံ့ချဖို့လိုအပ်ပါတယ်။လက်ရှိမှာလေ IMM နဲ့အတူလက်တွဲပြီး NUG အပါအဝင်လူခွင့်ရေလှုပ်ရှားနေကြတဲ့အဖွဲ့အစည်းတွေပူးပေါင်းပြီးစစ်ကောင်ဆောင်မင်းအောင်လှိုင်နဲ့အတူ စစ်ရောက်စုံမှုကျူးလွန်ရာမှာအထူးအခြားသူတွေကိုနိုင်ငံတကာမှာတရားစွဲဆိုနိုင်ရေးဂျိုးပန်းဆောင်ရွက်လျက်ရှိပါတယ်။မဟာလာတာနိုင်ငံတကာရာဇဝတ်သားဖြစ်သွားမယ်ဆိုရင်သမရလုပ်လို့မရနိုင်တော့တာ ဖြစ်လို့သူ့ရဲ့အိမ်မက်ကိုရိုက်ချိုးပြီးသားဖြစ်နိုင်ပါတယ်။နောက်တစ်ခုကမင်းအွန်လိုင်းနဲ့စေအုပ်စုလုံးမဲ့ရွေးကောက်ပွဲကိုအထမမြောက်နိုင်အောင်နေပြည်တော်ပါဝါကို N2B ဒေါ်လာရေးအဖွဲ့တွေ EOS အဖွဲ့တွေတင်ယူထားတဲ့နေမြေတွေကိုစုပြီး ကမ္ဘာနဲ့ပေါ်ရီတခုတိဆောက်ဖို့လိုအပ်ပါတယ်။ဒါကြောင့်ဆေးရနောင်ရှင်စနစ်ကိုတော်လန်နေကြတဲ့တော်လန်ရေးအဖွဲ့တွေညှိညွတ်ပြီးစုစုစည်းစည်းနဲ့တတန်းနဲ့ထွက်ကြဖို့လိုသလိုတော်လန်ပြည်သူလူထုတရက်လုံးကလည်းဆေးရနောင်ရှင်တွေတက်ဆိုးရှိစေမဲ့ထွက်ပေါက်ကိုလွတ်ထွက်မသွားအောင်ပါဝင်ပူပေါင်းဆန့်ကျင်ပိတ်ဆို့ထားဖို့လိုအပ်ပါတယ်။ဆလတ်တင်ဆက်ပေးမယ့်သတင်းကတော့စစ်တပ်မိသားစုဝင်တွေပါအထင်အားခဲ့တဲ့နာမခောက်ကိုရှော့တိုက်တုံးနဲ့ပြစ်ခတ်မှုအကြောင်းကိုတင်ဆက်ပေးပါမယ်။ စကိုင်းတိုင်းမုံရွာမြို့နယ်ခြေဆိုင်စစ်ကောင်စီရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခါကို short တိုက် rocket တုံး၁၀လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ရာ စကားဆစစ်သားနဲ့ရင်းတို့မိသားစုဝင်များအပါအဝင်လူ၂၂ဦးသေဆုံးသွားတယ်လို့ Chintin Rocket Brother အဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်။နာမခဌာနချုပ်ကိုဇွန်လ၂၈ရက်ညနေ9:30မိနစ်30ခန်းမှာ Chintin Rocket Brother က6ချိန်မြောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီးအဆိုပါတိုက်ခိုက်မှုကြောင့်အရာရှိ၂ဦးစစ်သည်၁၂ဦးအရာရှိ ဇနီးလေးဦးတို့တိတ်ဆုံးခဲ့တာဖြစ်ပါတယ်။ဒါအပြင်စစ်တမ်းရုံတွင်စီကိုရောင်ပေါက်ကွဲတန်နှလုံးပျက်စီးစက်ခန်းရုံနဲ့ရိတ်ခါကိုရောင်တွဲမီးလောင်ကဝန်ထမ်းလိုင်ကန်းပျက်စီးအရာရှိအိတ်သားမှာရထားတဲ့အင်ကားနှစ်စီးလည်းမီးလောင်ပျက်စီးခဲ့တယ်လို့ဆိုပါတယ်။ ရှော့တိုက်တုံးထိမှန်မှုကြောင့်ပြင်းထန်ဒဏ်ရာရရှိခဲ့သောအရာရှိ၄ဦးစစ်သည်15ဦးနှင့်ဗိုလ်မှူးကလေး2ဦးကိုအရေးပေါ်တက်စေယုံသို့ညနေ6နာရီမှပို့ဆောင်ခဲ့ရမှာဇွန်လ28ရက်မှာအရာရှိ2ဦးစစ်သည်2ဦးဗိုလ်မှူးကလေး2ဦးတို့ထပ်မံသေဆုံးခဲ့ပါတယ်။အထက်ပါသေဆုံးသွားသူများကိုဇွန်လ29ရက်မှာနာမခစစ်သည်ညိုင်နဲ့အလုံးမျိုးတရဏကုံသင်းညိုင်တို့မှနာရေးများပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုချင်းတွင်ရော့ကက်ညီနောင်မှဦးဆောင်ပြီးမဟာမိတ်တွေဖြစ်တဲ့ချိုမိုင်မိုင်ကနေနဲ့ Anonymous Hero Children Brother တို့ကပူးပေါင်းဆောင်ရွက်ခဲ့ကြတာပါ။ဒါအပြင် လေချောင်းရံနဲ့စည်ရေးတရင်တွေပေးပို့နေတဲ့အထက်ဗမာပြည် Air Defense 4 and Civil အဖွဲ့ကိုကျေးဇူးတင်ပါတယ်လို့ Children Rocket Brother ကအတိပေးထုတ်ပြန်ထားကြောင်းသိရှိရပါတယ်။ဆလဘီတက်ဖွဲ့တဲ့ရွေးတက်ဖွဲ့ပဲနိုင်ခြင်းတဲ့အယူမီဝိုင်းရွေးကောက်ပွဲဆိုတဲ့သတင်းတစ်ပုဒ်ကိုတင်ဆက်ပေးပါမယ်။ ရွေးကောက်ပွဲပြုလုပ်ပြီးထွက်ပေါက်ရှာမဲအာနာသိန်းစစ်ကောင်စီဟာဒီနေ့ကုန်ပိုင်းမှာရွေးကောက်ပွဲကျင်းပဖို့အတွက်တောင်းဆိုနေပြီဖြစ်ပါတယ်။လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ2008ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီပြုလုပ်မဲ့ရွေးကောက်ပွဲစတဲ့အချက်တွေနဲ့ပြည်သူအထင်ကြီးအောင်ခေါင်းစဉ်အမျိုးမျိုးဖြင့်ရွေးကောက်ပွဲအတွက်ဆောင်းပေးစူးစမ်းမဲဆွေနေတာဖြစ်ပါတယ်။ဒို့ပေမဲ့ဒေါ်လန်ရေးတက်ဖွဲ့များထိန်းချုပ်ရာဒေသတွေမှာတော့စစ်ကောင်စီအဖွဲ့ဝင်များဝင်ရောက်ပြီးတကောင်စင်းကောက်ဖို့ပင်ခက်ခဲနေ နေပါတယ်ထွက်ပေါက်အနေနဲ့အသုံးချရာဖြစ်တဲ့ရွေးကောက်ပွဲကို၎င်းတို့ဂျင်ညာထားရာ268မြို့နယ်မှာထိန်းချုပ်ထားစေဖြစ်ပြီးရွေးကောက်ပွဲဟာရွေးချယ်စရာလမ်းမရှိတော့တာကြောင့်ကျင်းတည်ကျင်းပမှာဖြစ်ပါတယ်ပြည်သူဆန္ဒဖြင့်ထောက်ခံမှုရရှိပြီးသားအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့မရှင်ဝန်သည့်ပါတီများသည်သာဆေးအာဏာသိမ်းမှုကိုအားပေးအမြောက်ပြုကျင့်နှံ့နေကြခြင်းဖြစ်ပြီးယခုပြုလုပ်မဲ့ရွေးကောက်ပွဲကိုပါဝင်ကြခြင်းဖြစ်ပါတယ်ရွေးကောက်ပွဲအတူကျင်းပပြီးတရားဝင်အစိုးရဖြစ်သလိုဟန်ဆောင်ဖို့ကြိုးစားတာက သူတို့ရဲ့လမ်းစဉ်မှာသူတို့လမ်းစဉ်အတိုင်းသူတို့လောက်ကြမှာပါလက်ရှိအခြေအနေမှာစည်ရေးထွက်ပေါက်မရှိတော့တာဟာစစ်ကောင်စီရဲ့ဗကရီအခြေအနေဖြစ်ပါတယ်ကချင်ကိုဖိလိရင်ကရင်ကကြွားပြီးရှမ်းကိုဖိလိရင်ကရင်နီကကြွားပါတယ်အညာကိုဖိလိရင်အခြေအနေ ပဲခူးရန်ကုန်အေယာဝတီမြဝကျုံမော်ဒေတာမုတ်တမနဲ့တနင်္သာရီကံယူရန်တလျှောက်ကကြွပြီးရခိုင်ကိုဖိလျင်လဲချင်းကကြွပါတယ်တနိုင်ငံလုံးအတိုင်းတာကိုဖိနှိပ်ချုပ်ချယ်ဖို့ဆိုတာစေအုပ်စုအတွက်စည်ရေးအိမ်မက်မရှိတော့ပါဘူးဇွန်လ25 26 28ခုနှစ်မှာကျင်းပခဲ့တဲ့ငင်းချမ်းရေးဖိုရမ်ကိုတရုတ်ရုရှားထိုင်းအိန္ဒိယကပညာရှင်တွေတက်ရောက်ခဲ့ပြီးနောက်မှာမင်းအောင်လိုင်ကဘဲလာရုစ်နိုင်ငံကိုသွားခဲ့ပါတယ်၎င်းနိုင်ငံများဟာစစ်ကောင်စီနဲ့တန်တမန်ဆက်ဆံရေးရှိကြောင်းဖော်ပြနေပေမဲ့အာဆီယံ င်၏လက်ရှိဥက္ကဋ္ဌဖြစ်တာဝန်ယူထားတဲ့မလေးရှားနိုင်ငံကမြန်မာနိုင်ငံတွင်ဖြစ်ပွားနေတဲ့စစ်ပွဲများရပ်တန့်ရန်တောင်းဆိုလိုက်ပြီးစစ်ကောင်စီအစိုးပြုထားတဲ့ရွေးကောက်ပွဲများကိုနိုင်ငံရေးလှည့်ပြမှုဖြင့်ပယ်ချထားခဲ့ပါတယ်။ကုလသမဂ္ဂ၏မြန်မာနိုင်ငံဆိုင်ရာလူ့ခွင့်ရေးစုံစမ်းသူတွန်အင်ဒရုစ်ကမြန်မာနိုင်ငံတွင်စစ်ကောင်စီကကျင်းပရန်စီစဉ်နေသည့်ရွေးကောက်ပွဲသည်အလိမ်ညာဟန်ပြလှုပ်ဆက်တာဖြစ်ပြီးစစ်ကောင်စီကအာဏာကိုတရားဝင်မှုရရှိစေရန်အတုယောင်ဖန်တီးနေခြင်းဖြစ်ကြောင်းနိုင်ငံရေးအတိုက်အခံများကိုထောင် ချခြင်းမြင်းပန်းနှိပ်ဆက်ကွပ်မျက်ပြီးကျင်းပမဲ့ရွေးကောက်ပွဲကိုနိုင်ငံတကာအတိုင်းဝိုင်းကရှုံချဆန်ခြင်းရဲ့စစ်ကောင်စီအတူရောက်ရွေးကောက်ပွဲကိုဆန့်ကျင်မြန်မာပြည်သူများနဲ့အတူနိုင်ငံတကာကယက်တီနေကြောင်းပြသကြရင်၎င်းကတိုက်တွန်းတောင်းဆိုခဲ့ကြောင်းသိရှိရပါသည်